အယူဝါဒကွဲပြားမှုတွေတန်တရားတွေကြောင့်လွတ်လပ်ရရပြီးတာနဲ့တိုင်းသားအချင်းချင်းစစ်ခင်းရနေစစ်ခင်းနေကြတာဟာလည်းအနည်း90ကျော်သွားပြီးတော့အခုချိန်ထိသနတန်တွေဟာမတိတ်ဆိတ်သေးပါဘူး။တမိုင်းကိုပြန်ကြည့်တဲ့အခါတူဦးတူဦးအပြစ်ကျင်အတစ်ပြင်းတဲ့အပြစ်ရှာတဲ့အမြင်နဲ့မကြည့်စေချင်ပါဘူး။တယောက်ကိုတယောက်အပြစ်တင်နေလို့အပြေမှမရနိုင်ပါဘူး။ကျမတို့ဘိုးဘွားတွေထူထောင်ခဲ့တဲ့နိုင်ငံ ကျမတို့ဘောဘားတွေရဲ့စူးလိုက်စီးလုံးညင်ညွတ်မှုအားနဲ့ဥမကွဲတိုက်မပြက်လွတ်လပ်ရေးအရာယူနိုင်ခဲ့တဲ့ပြည်ထောင်စုကြီးအရှိသဖြင့်တည်နှံ့ခိုင်မြဲစေဖို့ရန်အားလုံးသဘောတူလက်ခံနိုင်တဲ့27ရာစုဆက်ဆက်အခြေအနေတွေနဲ့ကိုက်ညီတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးကြီးလာပါတယ်။ကျမတို့တွေအားလုံးမှာမတူညီတဲ့အမြင်တွေယုံကြည်ချက်တွေရှိနေကြပေမဲ့လည်းအားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ အမျိုးသားတန်းတူရေးနဲ့အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးပဲဆိုတာတန်တဲ့ရှိစရာမလိုဘူးလို့တော့ကျွန်မထင်ပါတယ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုပုံဖော်ကြမယ်ဆိုတဲ့ဤနာပိုင်းဆိုင်ရာမှာအမြင်မတူညီတာတွေရှိနေစေဖြစ်ပေမဲ့လည်းတူညီတဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက်ဘာလို့တွေအမျောအမြင်ကြီးကြီးညီညီညွတ်ညွတ်စူးစမ်းသွားကြမယ်ဆိုရင်မအောင်မြင်နိုင်စရာအကြောင်း မရှိပါဘူးလို့လည်းယုံကြည်ပါတယ်20ရာစုပင်လုံးအစည်းအဝေးမှာတိုင်းသားကောင်းဆောင်ကြီးတွေအမျိုးမြင့်ကြီးမားစွာနဲ့ဆွေးနွေးညှိနှိုင်းခဲ့ကြသလို27ရာစုပင်လုံးမှာလည်းကျမတို့တိုင်းသားညီကိုမောင်နှမတွေဟာအမျိုးမြင့်ရှိရှိစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ဆွေးနွေးညှိနှိုင်းတိုင်းမင်းရမယ်ဆိုရင်ကျမတို့အားလုံးလိုလားတောင်းတနေတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အောင်မြင်စွာဒီဆောင်နိုင်မှာမလွဲဧကန်ဖြစ်ပါတယ်လို့ကျမပြောချင်ပါတယ် ဒီနေ့ညီမတွေ83နှစ်ကျင်မြောက်ကျောင်းသား3ကျင်မြောက်ပြောင်းစုစိုးရခန္ဓာကိုတက်ရောက်လာကြတဲ့တိုင်းသားညီကိုမောင်မများအားလုံးကိုကျေးဇူးနှုတ်ခွန်းဆက်ပါတယ်အခုပွဲမှာဆိုလို့ရှိလို့ရှိရင်တနင်္ဂနွေလုံးရဲ့အတွက်ပြည်ခရဆေးကိုဥတီတဲ့ NCA စာချုပ်ကိုထိုးခဲ့တဲ့ကိုယ်စားချုပ်တွေလည်းပါတယ်အဲ့ဒီမထိုးခဲ့တော့လေညီမတွေရဲ့ညီညာရေးဖြစ်စင်မှာပါဝင်မှုစိတ်ပါဝင်စားတဲ့အဖွဲ့အစည်းတွေရဲ့ကိုယ်စားတွေလည်းပါတယ်ဆိုတော့ တည်ရလို့အထူးသဖြင့်အထူးပဲကျမတို့ကနေပြီးတော့ဝေါမြဝန်းသွားတယ်နဲကျွန်တော်တို့ဖို့စစ်တော့ပြည်အောင်စုနေဟာပြည်အောင်စုသားတိုင်းတိုင်းညီကိုမောင်မများအားလုံးရဲ့စီလုံးညီညွတ်မှုနဲ့ပြည်အောင်စုစိတ်ဓာတ်ကိုထုတ်ဖော်ပြသခဲ့တဲ့နေ့ဖြစ်ကျမတို့ကနေပြီးတော့တောင်းပန်ထားရတာဖြစ်ပါတယ်ပြည်လူညီလာခံဘယ်လိုဖြစ်ပေါ်လာရလဲအခက်အခဲအတားအဆီးတွေဘယ်လိုကြုံခဲ့ရလဲဆိုတာကိုလည်းအချင်းချင်းအဖြစ်ကျမနေနဲ့ပြောပြခြင်းပါတယ် မြန်မာနိုင်ငံနေချက်လက်ရောက်ကိုကြားရောက်ခဲ့ချိန်မှာ တောင်တန်းဒေသတွေကိုပြည်မြေပြန့်ဒေသတွေနဲ့ခွဲခြားပြီးအုပ်ချုပ်ခဲ့သလိုမြန်မာနိုင်ငံကိုမဖြစ်မနေလွတ်လပ်ရေးပြရတော့မယ်ဆိုတဲ့အချိန်ရောက်တဲ့အခါမှာလည်းတောင်တန်းဒေသတွေကိုခြံလှပ်ထားဖို့ကြိုးစားမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီအချိန်ခါကယာယီအစိုးရကိုဦးဆောင်တဲ့ဖက်ဆပ်လအဖွဲ့ဟာတောင်တန်းပြည်မအတူတကွလွတ်လပ်ရေးရယူနိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်။1948ခုနှစ်ဇန်နဝါရီလမှာဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာအင်္ဂလန်တို့သွားရောက်ပြီးတော့တောင်တန်းဒေသများအပါအဝင်မြန်မာနိုင်ငံတနိုင်ကလုံးလွတ်လပ်ရေးအတွက်ဗြိတိရှ်အစိုးရကိုယ်စားလှယ်တို့နဲ့ဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီလိုလွတ်လပ်ရေးအတွက်ဆွေးနွေးနေခြင်းအတွင်းမှာရှမ်းပြည်နယ်စော်ဘွားကောင်စီအဖွဲ့ဝင်တချို့ကတို့ဘိုးကျော်အောင်ဆန်းဟာရှမ်းပြည်နယ်ရဲ့ကိုယ်စားလှယ်မဟုတ်ကြောင်းကျင်းနာစာတစာကိုဗြိတိရှ်အစိုးရထံကိုပေးပို့ခဲ့ပါတယ်။ဒီကျင်းနာစာကြောင့်ဆွေးနွေးပွဲကိုခိတ္တရဆိုင်လိုက်ရတဲ့အချိန်မှာ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ကလူငယ်တွေကတောင်ကြီးမြို့မှာရှမ်းပြည်နယ်လူစုအစည်းအဝေးကြီးခေါ်ယူကျင်းပပြီးတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့ကိုယ်စားလှယ်အဖွဲ့ဟာရှမ်းပြည်နယ်လူစုရဲ့ကိုယ်စားလှယ်အစ်စ်မှဖြစ်ကြောင်းဆုံးဖြတ်ချက်ချပြီးတော့လန်ဒန်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗြိတိယဝန်ကြီးချုပ်ထံကိုကျင်းနိုင်ရပြီးတော့အကြောင်းကြားခဲ့ပါတယ်။ဒါကြောင့်ဆွေးနွေးပွဲတွေပြန်လာပြန်လည်စတင်နိုင်ခဲ့ပြီးတော့မြမလွတ်လပ်ရေးအတွက်အရေးပါလာတဲ့အောင်ဆန်းအက်ဒီစာချုပ်ကို 1942ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာလက်မှတ်ရိုးရေးထိုးနိုင်ခဲ့ကြပါတယ်။အောင်စအတ္တိစာချုပ်မှာတောင်တန်းဒေသများကမြမပြင်းနဲ့ပူးအောင်လိုခြင်းရှိမရှိ တောင်တန်းဒေသများရဲ့သဘောထားရယူရမည်လို့ဖော်ပြထားတဲ့အရာ conference တွေကျင်းပဖို့လိုအပ်လာပါတယ်။ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းနဲ့ရှမ်းကချင်ချင်းတိုင်းရင်းသားခေါင်းဆောင်တွေဟာရှမ်းပြည်နယ်ပင်လုံမြို့လေးမှာတိုင်ပင်ဆွေးနွေးပြီးတော့ ဗမာပြည်မှာအဲ့ဒီချိန်တုန်းက Burma proper လို့ခေါ်တာပေါ့နော်။နောက်ပြီး Federal Champion နဲ့ The Federated Champion States ကချင်တောင်တန်းဒေသ The Kachin Hill Tracks နဲ့ချင်တောင်တန်းဒေသ The Chin Hill Track District တို့အပါအဝင်မြန်မာတိုင်းနိုင်ငံလုံးတပြိုင်တည်းလွတ်လပ်ရေးရယူဖို့အတွက်ကို1948ခုနှစ် February လ12ရက်နေ့မှာပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ဒါဒီနေ့ပြည်တော်စုနေ့ပေါ်လေး ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာဟာအခုဆိုလို့ရှိရင်83နှစ်ပြည့်သွားပါပြီ။ပင်လုံဆိုတာပြည်တော်စုကိုကိုစားပြုတဲ့အဓိကဝေါ်ဟာရဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ပင်လုံစာချုပ်ဖြစ်ပေါ်နိုင်ခြင်းနဲ့ပတ်သက်တဲ့အရေးကြီးဆုံးအချက်ကတော့ပြည်သူလူထုပါဝင်ခဲ့ခြင်းဖြစ်တယ်လို့ကျွန်မယူဆပါတယ်။ဒါဟာနိုင်ငံအတွက်ရေးပါတဲ့ကိစ္စရပ်တွေအောင်မြင်စွာပြင်းပြဖို့အတွက်ပြည်သူလူထုမပါမဖြစ်ဆိုတဲ့ဒီမိုကရေစီတံပိုးကိုအတိမတ်ပြလိုက်တာလေ။ ပြောရမယ်ဆိုရင်ထာကျုပ်ထဲမှာပါတဲ့ဝက်ချလေးတစ်ခုပဲဖြစ်ပါတယ်ဒီဝက်ချလေးကရှင်းရှင်းလင်းလင်းလေးပါပဲကြားတယ်မှာအစိုးရနဲ့ချက်ချင်းပူးပေါင်းခြင်းအဖြစ်ရှမ်းကချင်နဲ့ချင်းတို့သည်လွတ်လပ်ရေးကိုပုံမော်ရဲ့လင်းမြန်စွာရလိမ့်မည်ဆိုတဲ့အချက်ပါပဲတိုင်းရင်းသားတွေပူးပေါင်းဆောင်ရွက်မှတကယ်အရေးပါတဲ့နိုင်ငံကိစ္စတွေကိုညံဆန်းကောင်းမွန်စွာအကောင့်ထဲပေါ်နိုင်မယ်ဆိုတာကိုညွှန်နေတာပါအထက်ဖော်ပြပါအချက်တစ်ချက်ပေါင်းပြီးတော့ကြည့်လိုက်မယ် ရေစီပြည်ထောင်စုရဲ့အောင်မြင်မှုကြောင့်ထပ်တာလို့ဟောပြည်သူလူထုပါဝင်မှုနဲ့တိုင်းရင်းသားများရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေပါတယ်။ဒါပင်လုံစိတ်တပ်ပါပဲ။ဒီမဟောင်းသွားနိုင်တဲ့အစင်မြဲထီရောက်တံပိုးနေတံပိုးထားရမယ်စိတ်သာဖြစ်ပါတယ်။ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ February 12ရက်နေ့ကိုပြည်ထောင်စုနေ့အဖြစ်ဂုဏ်ပြုသတ်မှတ်ခဲ့တာဟာအကျဉ်း90ကြာသွားပါပြီ။ကျော်သွားပါပြီ။ ဒါပေမဲ့အယူဝါဒကွဲပြားမှုတွေတန်တရားတွေကြောင့်လွတ်လပ်ရရပြီးတာနဲ့တိုင်းသားအချင်းချင်းစစ်ခင်းရနေစစ်ခင်းနေကြတာဟာလည်းအနည်း90ကျော်သွားပြီးတော့အခုချိန်ထိသနတ်တန်တွေဟာမတိတ်ဆိတ်သေးပါဘူး။တမိုင်းကိုပြန်ကြည့်တဲ့အခါတူဦးတူဦးအပြစ်ကျင်အတစ်ပြင်တဲ့အပြစ်ရှာတဲ့အမြင်နဲ့မရှိစေချင်ပါဘူး။တယောက်ကိုတယောက်အပြစ်တင်နေလို့အပြေမှမရနိုင်ပါဘူး။ သူတို့ဘက်ကဘာမှားလဲဆိုတာနဲ့ကိုယ့်ဘက်ကရောဘာမှားလဲဆိုတာငါတို့အားလုံးဘာတွေမှားခဲ့ကြလဲဘာတွေပြင်ဆင်လို့လဲလိုအပ်လဲဆိုတာတွေကိုဝေဖန်စမ်းစစ်တဲ့အမြင်နဲ့ကြည့်ဖို့လိုပါတယ်။ကဘာလုံးဆိုင်ရာအမြင်သစ်တွေနဲ့အတူမဟောင်းနှွားနိုင်တဲ့ပင်လုံစိတ်ဓာတ်နဲ့လည်းကြည့်စေချင်ပါတယ်။ကျမတို့အနေနဲ့နှစ်ပေါင်း80ကျော်လက်ထက်ကပြိပက္ခကိုအဆုံးသတ်နိုင်ဖို့အတိတ်သမိုင်းကဘာတွေသင်ခန်းစာရနိုင်မလဲဆိုတာကိုပဲကြည့်စေချင်ပါတယ်။ ကိုယ်နိုင်ငံတမိုင်းနဲ့ဆက်ဆံနေတဲ့ကဘာကြီးရဲ့အခြေအနေတွေကလည်းအရေးကြီးတဲ့အတွက်အတိတ်တမိုင်းကို လေ့လာသုံးသပ်တဲ့အခါမှာအဲ့ဒီတုန်းကဆက်ဆံအခြေအနေနဲ့အခုဆက်ဆံအခြေအနေတွေမတူညီတာကိုလည်းထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။အနာဂတ်မှာကျမတို့နိုင်ငံကိုဘယ်လိုပုံစံမျိုးနဲ့ lesson ကအမွေပေးခဲ့မယ်ဆိုတာဟာအင်တာမအရေးကြီးပါတယ်။နှစ်90ကျော်လက်နက်ကင်ပြည်ပကကြောင့်ကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေ ဘယ်လိုဖြစ်နေလဲဆိုတာအလုံးသိကြတဲ့အတိုင်းပါပဲမြန်မာနိုင်ငံကိုကမ္ဘာနဲ့ချီပြီးနိုင်ငံတကာနဲ့အတူတကွရင်ပေါင်တန်းလျှောက်လှမ်းနိုင်ဖို့တိဆောက်ကြရမှာဖြစ်ပါတယ်အဲ့ဒီလိုလျှောက်လှမ်းနိုင်တဲ့အချုပ်အခြာအာဏာပိုင်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတရားဖြစ်လာအောင်ကြိုးစားကြရမှာဖြစ်ပါတယ်ကိစ္စဆက်အစိုးရတွေဟာလက်နက်ကင်ပြည်ပကချုပ်ငင်းဖို့နဲ့ငင်းကြရရဖို့အတွက်ကြိုးစားကြခဲ့ပေမဲ့ ငင်းကြဲရင်မှန်းချက်တွေပြည့်ပြည့်စုံအောင်မဆောင်ရွက်နိုင်ခဲ့ကြပါဘူးအပြည့်အခရဆဲရဲလောက်ပဲအမြင့်ဆုံးရရှိခဲ့ကြတာဖြစ်ပြီးတော့ရေရေရှည်တည်တန်းခိုင်မြဲတဲ့ငင်းကြဲရေကိုမတိဆောက်နိုင်ခဲ့ကြပါဘူးဒီလိုမတိဆောက်နိုင်တာဟာလက်နက်ကင်ပဋိဖက်ကရဲ့အကြောင်းရင်းကံဖြစ်တဲ့နိုင်ငံရေးပြဿနာကိုမဖြေရှင်းနိုင်ခဲ့လို့ဖြစ်တယ်လို့ကျမတို့အစိုးရကယုံကြည်ပါတယ်ဒီကိစ္စကိုလည်းစောစောတုန်းကသမရာကြီးရဲ့အဲတဝင်းလာတဲ့မှာအကျယ်တွင်းပြောသွားပါတယ် ဒါကြောင့်ယခုအချိန်မှာနိုင်ငံတော်အစိုးရကရင်းချမ်းရေးနဲ့မျိုးသားပြန်လည်သင်းမြေးရေးအတွက်ကြိုးပမ်းဆောင်ရွက်ရမှာတိုင်းရင်းသားအပေါင်းကျေနပ်လက်ခံနိုင်မဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်နိုင်ငံရေးဆွေးနွေးမှုဖြစ်တဲ့ပြည်ထောင်စုရင်းချမ်းရေးညီလာခံ27ပင်လုံးအစည်းအဝေးတွေကျင်းပပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ပြည်ထောင်စုရင်းချမ်းရေးညီလာခံ27ပင်လုံးရာစုပင်လုံးလို့နာမည်ပေးထားခြင်းဟာ20ရာစုပင်လုံးရဲ့စီးဆုံး ိလုံးညညွန်းတဲ့စိတ်ကတဲ့စိတ်ကနဲ့အဲ့ဒီအချိန်ကတကယ်လိုအပ်နေတဲ့လွတ်လပ်ရေးကိုရအောင်ယူနိုင်ခဲ့ပါတယ်။ဒါကိုကျမတို့တွေပြန်ပြောင်းအမှတ်ရပြီးစိလုံးညညွန်းကြဖို့ပဲဖြစ်ပါတယ်။၂၀ရာစုနှစ်ပြည်လုံးရဲ့စိလုံးညညွန်းမှုစိတ်ဓာတ်ကိုယူဆောင်ပြီးတော့၂၁ရာစုပြည်လုံးကိုလက်ရှိကာလရဲ့ဆက်ဆက်အခြေအနေတွေနဲ့ကိုင်းညီအောင်ဆွေးနွေးညှိနှိုင်းကြပြီးကျမတို့နိုင်ငံအတွက်အသက်အမြတ်အရေးကြီးလိုအပ်နေတဲ့ ရေရှည်တည်တံ့ခိုင်မြဲမဲ့ငင်းချမ်းရေးကိုစုပေါင်းအားနဲ့ရယူကြဖို့ပဲဖြစ်ပါတယ်။ကျမတို့ဘိုးဘွားတွေထူထောင်ခဲ့တဲ့နိုင်ငံကျမတို့ဘိုးဘွားတွေရဲ့စူးလိတ်စီးလုံးညီညွတ်မှုအားနဲ့ဥမကွဲတိုက်မပြတ်လွတ်လပ်ရေးအရယူနိုင်ခဲ့တဲ့ပြည်ထောင်စုကြီးအရှိသဖြင့်တည်တံ့ခိုင်မြဲစေဖို့ရန်အားလုံးသဘောတူလက်ခံနိုင်တဲ့27ရာစုဆက်ဆက်အခြေအနေတွေနဲ့ကိုက်ညီတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးကြီးလာပါတယ် ကျမတို့တွေအားလုံးဟာမတူညီတဲ့အမြင်တွေယုံကြည်ချက်တွေရှိနေကြပေမဲ့လည်းအားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ဟာအမျိုးသားတန်းတူရေးနဲ့အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပဲဆိုတာတန်တဆရှိစရာမလိုဘူးလို့တော့ကျမထင်ပါတယ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုပုံဖော်ကြမယ်ဆိုတဲ့ဤနာပိုင်းဆိုင်ရာမှာအမြင်မတူညီတာတွေရှိနေစေဖြစ်ပေမဲ့လည်းတူညီတဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ုတ်တွေအမျောမြင်ကြီးကြီးညင်ညင်ညွညွကြိုးစားသွားကြမယ်ဆိုရင်မအောင်မြင်နိုင်စရာအကြောင်းမရှိပါဘူးလို့လည်းယူကြည်ပါတယ်20ရာစုပင်လုံးအစည်းအဝေးမှာတိုင်းရင်းသားကောင်းဆောင်ကြီးတွေအမျောမြင်ကြီးမားစွာနဲ့ဆွေးနွေးတင်နိုင်ခဲ့ကြတယ်21ရာစုပင်လုံးမှာလည်းကျမတို့တိုင်းရင်းသားညီကိုမောင်နှမတွေဟာအမျောမြင်ရှိရှိစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ဆွေးနွေးညှိနှိုင်းတိုင်းမင်း ရမယ်ဆိုရင်ကျမတို့အားလုံးလိုသားတောင်းတနေတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအောင်မြင်စွာတည်ဆောက်နိုင်မှာမလွဲဧကန်ဖြစ်ပါတယ်လို့ကျမပြောချင်ပါတယ်။ညီကုန်းမချုပ်ခင်မှာအခုကျမတို့ရောက်နေတဲ့ပြိဿခါရှေ့မှာကျမတို့ပင်လုံးအခင်ကြီးများခေါင်းဆောင်ကြီးများရဲ့ပုံတွေကိုတွေ့ကြပါလိမ့်မယ်။ဒီခေါင်းဆောင်ကြီးတွေဟာဥပပေါင်းပြီးတော့ပြည်ထောင်စုထူထောင်ဖို့သဘောတူလိုက်တဲ့အခါမှာအမျှော်မြင်စွာပါတယ်။ပညာပါတယ်။သဘောထားကြည့်ဖို့ပါပါတယ်။ ။နောက်ပြီးတော့လည်းစွန့်စားရတဲ့စိတ်ဓာတ်ပါပါတယ်။ဒါရီကျမတို့အားလုံးလိုအပ်ပါတယ်။စွန့်စားရတဲ့ကိစ္စစိတ်ဓာတ်နဲ့သဘောထားကြည့်မှုဆိုရလဲဆက်ဆက်နေပါတယ်။ကိုဟာသဘောထားကြည့်လို့ရှိရင်အမြင်ကျယ်လို့ရှိလို့ရှိရင်မလုတ်ဖူးတဲ့ကိစ္စတွေကိုလုတ်ရဲတဲ့တတ်သိရှိပါတယ်။အမြင်ကျင်းတဲ့လူတွေကသမိုင်းရဲ့နဲ့အတိတ်ရဲ့အကျဉ်းသားတွေဖြစ်နေပဲဆက်ပြီးတော့နေသွားကြပါတယ်။အရင်တုန်းကအတိုင်းပဲအမြင်နေအရင်တုန်းကအတိုင်းပဲလိုအပ်ချက်တွေအရင်တုန်းကအတိုင်းပဲတောင်းဆိုချက်တွေ ီလိုပုံစံအနေနဲ့ကျမတို့သွားလို့မရပါဘူး။ကျမတို့ရဲ့ပြည်တော်စု ဖခင်ကြီးများဟာ သစ္စာနဲ့အမြင်နေနဲ့တတိရှိရှိနဲ့ငါတို့ငါတို့ခင်မှာငါတို့လူကျင်တဲ့နိုင်ငံမျိုးငါတို့ထူထောင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့အောင်မြင်မှုကိုရအောင်လုပ်ထားပါ။ကျမတို့လည်းဒီတိုင်းပဲလုပ်လို့လိုပါတယ်။ကျမတို့ခင်မှာကျမတို့ရဲ့အမြင်နေနဲ့ကျမတို့ရဲ့ဒီကဘာကြီးနဲ့ဒီနိုင်ငံရဲ့လူအချက်တွေအရာ လှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေကိုဘယ်သူမှမလှုပ်ဖူးတော့လဲအခုကျမတို့လှုပ်မယ်ဆိုတော့တတိနဲ့ပညာမျှော်မြင်တဲ့အလုံးဝိုင်းပြီးတော့ကုညီကြပါလို့ကျမအနေနဲ့မေတ္တာရက်ခံရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်